ရီးမီးယားလိပွဲစဉ်38မှာအာဆင်နယ်သင်းကိုသင်းကိုတကိုးနဲ့တူအလှပဆုံးလက်ပြသွားခဲ့တဲ့ KND ရာနေရဲ့ဒေးဗစ်ရိုင်ယန်ကတော့ရွှေလက်အိတ်စုကိုပူတွဲရရှိသွားပါတယ်ပရီးမီးယားလိဂ်ပွဲစဉ်38မှာအာဆင်နယ်အသင်းဒီပိတ်သက်တွေကိုစိတ်လွတ်လပ်လို့မပျော်စေခဲ့ဘူးပြောလို့ရတယ်။သွင်းကိုတကူတော့ရတယ် တောင်းကံပေါ်နေတဲ့စင်အတွင်းကိုတကူပြန်ပြီးခွင့်ပြုလိုက်ရတယ်နောက်ဆုံးကပရင်ကြောင့်သာကျွန်တော်တို့ဒီအသေးအံနဲ့အနိုင်ကိုရှာဖွေနိုင်ခဲ့တာကိုနဲ့ကန်ရတဲ့အသင်းတင်းကကြမ်းကန်နေတဲ့အသင်းတင်းအဲ့ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖွယ်ကောင်းပြီးပြောစရာကောင်းတဲ့ချက်လက်လေးစပြောလိုက်အောင်အဲ့ဒါကဒီနေ့မှာအာရီတာကတီယာနီနဲ့ပတ်သက်ပြီးအခွင့်အရေးပေးသွားတယ်ပွဲထွက်လူစင်းမှာတုံးသွားတယ်အသင်းရဲ့တက်စစ်ပန်းတော့ထုံးစံတိုင်းပဲကြိုက်တဲ့ပရီးမီးယားလိအလဲလက်အသင်းကြိုက်တဲ့ပရီးမီးယားလိကြမ်းကန်နေတဲ့အသင်းနဲ့ပဲတွေ့တွေ့အသင်းတီး ဘိုင်ယန်မြူးနစ်တို့မန်ချက်စတာစီးတီးတို့အသင်းမျိုးနဲ့ကန်တလို့ကိုကန်နေရတယ်။ပတ်စတီအတကုံပေးတယ်၊စပီဒီရှာတယ်၊ဂိုးသင်းဘုတ်ကိုရှာဖွေတယ်၊တိုက်စစ်မှုစစ်စစ်မရှိတဲ့အသင်းတစ်သင်းကတော့ဒီအတိုင်းပဲဂိုးမှုခေါင်နေရပဲ။ဒါပေမဲ့အသင်းအတွက်ပထမဆုံးအဖွင့်ဂိုးတော့တီယာနီကသွေးယူနိုင်ခဲ့တယ်။အဲ့ဒီအဖွင့်ဂိုးဖြစ်တည်လာတာကလည်းဒါ53မိနစ်ရောက်မှပထမပိုင်းပြီးပြီလို့ထင်တဲ့အချိန်မှမှကျွန်တော်တွင်းကိုရတာအဲ့ဒါတော့ မာတီနယ်လီဆီယန်နေစတင်လာဗောလေတောင်မမမာတီနယ်လီကဘောလုံးစက္ကန့်နဲ့ထုတ်ပေးတာကိုဘန်ဝက်ကချက်ချင်းပြေးထွက်သွားပြီးတော့မတင်ပေးလိုက်တာအဲ့ဒါကိုအဲ့ဒီပနတီဘောက်စ်ထဲမှာရှိတဲ့တီယာနီကအဓိကပိတ်သွားခဲ့တာတီယာနီသာအဲ့လိုမျိုးတက်ပြီးမသွင်းရင်ကျွန်တော်ပထမပိုင်းကိုဇီးဇီးနဲ့ပြီးသွားမှာဂိုးတော်ရောက်ဖို့လမ်းမမြင်ဘူးတစ်ဖက်ကအာဆင်နယ်သင်းရဲ့ကစားသမားဟောင်းအာရန်စတိကလည်းတော်တော်လေးကိုလက်ဆွမ်းပြခဲ့တယ်ဒီနေ့ပွဲစဉ်မှာသူကတော့လက်ဆွမ်းကောင်းပြီးသားပါ ်ဒါပေမဲ့ဒီလိုခန်းစစ်တိုင်းမျိုးနဲ့ကတော့ run state ရေလုံနိုင်စွာလည်းဒါအကုန်ပဲလို့ပြောလို့ရတယ်အဲ့တော့အသင်းတို့ကျွန်တော်အဖွင့်ကိုရတယ်ထုံးစံတိုင်းပဲအာဆင်နယ်တီးအမြဲတမ်းဒီရသည်မှာအနိုင်ပြီဆိုတဲ့ခံစားချက်ကိုတပွဲလုံးမှာဘယ်တော့မှမပေးဘူးခြေပါကိုပြင်ပြီးခွင့်ပြုလိုက်ရတယ်အဲ့ဒီကိုတော့56မိနစ်မှာတောင်းကန်ပေါ်တဲ့တစ်ဆင့်ပေးလိုက်ရတယ်အဲ့ဒီမှာမီခင်းမိန်တို့ရဲ့ချက်ခုခီဗီရောရဲ့နှစ်ယောက်ကိုကြော်ပြီးကြားလာတဲ့ဘောလုံးကပြိုင်ဘက်ကစားသမားဒီရော့စ်ကခေါင်းတိုက်ပြီးသွင်းသွားခဲ့တယ် အဲ့မှာသူ့ဘေးနားမှာ Louis Gary ရှိရသုံးယောက်ကြားထဲကနေခေါင်းတိုက်သွားခဲ့တာအဲ့ဒီကိုတော့ကျွန်တော်ခွင့်ပြုလိုက်ရတာဗောလေအဲ့ဒီမှာ Raya လည်းမတက်နိုင်တော့အပေါ်ထောင်းဂျင်းထဲကိုကျသွားဖြစ်တဲ့အတွက်ဝမ်းဝမ်းကျသွားပြီဟာလို့ငါတို့ရှေ့ကဇလန်းတွေးအတိုင်းဖြစ်ပြမိတဲ့သူတွေလို့တည်ရကြရတော့မယ်တဲ့သူတွေလို့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာစဉ်းစားနေတာကဂိုးမပီးရလို့ရှိရင်တော့ Raya ကလွတ်ကျွတ်ရွှေလက်အိတ်စုရပြီလို့ထင်ထားတာအဲ့ဒီဂိုးပီးလိုက်ရတဲ့အချိန်မတိုင်မီလေးနေမှာ Chelsea ကဂိုးသွင်းပြီးသွားပြီအဲ့တော့ Forest ဂိုးသမားပြီးသွားပြီ ရာဒါဒီတစ်ချိန်နဲ့ဒါဆိုပူးတွဲမဟုတ်ဘူးလွတ်လွတ်ကျွတ်ကျွတ်ရမှာဒါပေမဲ့ကျွန်တော်တို့ကဂိုးပေးလိုက်ရတယ်အဲ့မှာဝမ်းဝမ်းဖြစ်သွားတယ်အဲ့ဒါနဲ့89မိနစ်မှာတော့လူစားဝင်လာခဲ့တဲ့မာရီအိုရီကတ်တွင်တယ်အဲ့ဒီအလုံးကိုတော့ trosset ဖန်တီးပေးတာ trosset ဖန်တီးပြီးတော့ area ထဲကနေမာရီအိုရီကတ်ကသူ့ရဲ့ signature အတိုင်းပဲတစ်ဖက်ကစားမောင်းလိန်ခေါက်ပြီးတော့ကန်လို့ရတော့တဲ့အချိန်မှာဘဲဂျီနဲ့အပြင်အဝေးတိုင်းတောင်ကန်သွားတာအဲ့ဒီဘောလုံးက power အပြည့်နဲ့ကန်လိုက်တာတော်တော်လေးမြန်တဲ့ speed နဲ့ထွက်သွားခဲ့တာ ပြီးတော့အဲ့ဘောလုံးကမြေထောက်ဘောပုံစံမျိုးသွားဖြစ်တဲ့တဲ့ Rusty လုံးဝမကာဝယ်နိုင်နိုင် Rusty ကမဟုတ်တော်တော်ကစားသမားကြီးလည်းကာဝယ်နိုင်နေမှာမဟုတ်ဘူးဒါဆိုကစားသမားကိုသမားရက်နေတဲ့နေရာနဲ့ဘောလုံးလာတဲ့ speed တွေကတော်တော်လေးဥမာမလွယ်တာအဲ့တော့ဒီပွဲစဉ်မှာ Arsenal အနေနဲ့ twin goal တွေရတယ်ရသွားတဲ့ twin goal တွေကလည်းဒီတရားစီလုံးအပြောခံအဆိုခံဖြစ်နေခဲ့တဲ့ Martin Odegaard ရေဒီတရားစီလုံး Arsenal fan တွေရဲ့အမေ့ရောက်ခံဖြစ်နေပြီးတော့ရာသီကုန်ရင်တော့သွားပါပြီဆိုပြီးတော့ကျွန်တော်တို့မေ့လျော့ထားခဲ့တဲ့ ခီယန်တီယာနီးရယ်တကယ်တော့လေခီယန်တီယာနီးအကြောင်းကိုကျွန်တော်တို့ဒီဗီဒီယိုထဲမှာနည်းနည်းပါတော့ပြောပြသေးတယ်ဘာလို့ဆိုကျွန်တော်တို့အရန်နေပါပြီးတော့အသင်းကဖြစ်ချင်တိုင်းဖြစ်နေတဲ့ကာလတွေမှာအဲ့ဒီလက်ဘက်တနေရာမှာခီယန်တီယာနီးကဘလို့အချိန်နေပဲဖြစ်ဖြစ်အကောင်းဆုံး performance ပြခဲ့တဲ့ player တွေတယောက်လို့ပြောလို့ရတယ်ကျန်တဲ့ကစားသမားတွေဟီဟာလို့ပြီးအသင်းရလက်နေပါနေတော့မှခီယန်တီယာနီကပေးဆက်မှုတရားကိုင်းတော့အပြေဝကစားတဲ့ရေခဲလူသားလို့ပြောလို့ရတယ်။အဲ့တော့သူ့အတွက်လည်းကျွန်တော်တို့အမြဲတမ်းဂုဏ်ယူခဲ့တယ်။အထူးသဖြင့်ကျွန်တော်ရဲ့ဒီ တီရှပ်မှာဆိုလို့ရှိရင်တော့သူနဲ့အိုက်တာထိုင်ပြီးတော့လေ့ကျင့်ရေးကွင်းမှာစကားထိုင်ပြောနေတဲ့ဟာလေးကိုကျွန်တော်2021ခုနှစ်ကဒါဆေးရိုက်ထားခဲ့တာဗောလေအဲကျွန်တော်မှရှိတဲ့အင်ကြီးတွေပါဆိုရင်တော့အဲ့လိုဆေးရိုက်ခဲ့တာဒါပထမဆုံးပဲတီယာနေ့ကိုကျွန်တော်အရန်ကြိုက်ခဲ့တာဒီကလန်ရိုက်ရောက်လာတော့မှသာကျွန်တော်အကြိုက်ပြောင်းသွားဆိုပေမဲ့ကျွန်တော်ရဲ့အကြိုက်ဆုံး player ကြီးတဲ့တယောက်ဖြစ်ကီယာနေကရှိနေတော့ပဲအဲ့တော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့ပွဲထွက်လာတဲ့လူစင်းအရဆိုရင်တော့သူအရန်နေသုံးခဲ့တာပါ မာတီနယ်လီလိုကစားသမားမျိုးကတော့ဒါအသင်းရဲ့ first time ပဲထားပါတော့ဒါပေမဲ့အီသန်ဝိုင်းလိုကစားသမားလေးမျိုးကိုထည့်သုံးသွားတယ်မသုံးလို့လည်းများတော့ဆရာသမားရဲ့စာချုပ်ကအခုတည်းထိတရားဝင်ကို official မလုပ်သေးဘူးအဲ့ဒါလည်းကစားသမားအနေနဲ့ဒီအသင်းမှာသူ့ရဲ့ပွဲစားခွင့်ရတည့်ရတိုင်းပဲတော်တော်လေးကိုတိုင်ပတ်နေခဲ့တာဒါပေမဲ့စာချုပ်ကတော့ချုပ်မှာပါစတာလီနိုကစားသမားကတော့မြန်မြန်သာပြန်လှုပ်လိုက်လို့ပြောရမယ်အတိုင်းပဲတော်တော်ကြီးကမှသုံးလို့မရတာပါဗျာသူ့ဆက်နေပြတ်သွားတဲ့ဘောလုံးတွေအများကြီးပဲဘဲချက်လေးတွေအားကိုးရမလဲကြည့်တဲ့ခါကျတော့လေဘောလုံးပြေးပုတ်မှုလား dribbling လုံးမှုလား link up တွဲမှုလားအားကိုးရမှုက90ရာခိုင်နှုန်းတော့မရှိဘူးဖြစ်နေအဲ့ Starling ကဒီလောက်ပဲပြီးတော့ Martinelli နေနဲ့1 by 1ဂိုးသမားနဲ့တွေ့ရအလုံးတလုံးရတယ် Martinelli ကသွားပြီဗျလာမယ့်ရာသီမှာမာတီနယ်ကြီးတိုးတက်နိုင်ဦးမယ်ဆိုလို့ရှိရင်တော့အရန်ကူမှထားပြီးတော့ကျွန်တော်တို့တကယ်ကဘာအဆင့်ဝင်ခံကစားမတူဦးနဲ့သူ့ကိုရှင်ခိုင်းမှပဲဖြစ်တော့မှာသူ့ကိုဒီတိုင်းထည့်ပြီးတော့ first line နဲ့သုံးနေတဲ့ဦးကကျွန်တော်အသိန်းကဒေါင်းတောင်းမီဘောင်းစတဲတီတိုးဝင်နေတဲ့ဝင်ခံစားမတူ ပိုင်ဆိုင်ထားတာမဟုတ်သေးဘူးမာတီနယ်လီရတဲ့ chance တွေ chance တွေဆိုတာကလေ goal ရနိုင်လောက်တဲ့အနေအထားမျိုးတွေဒါပေမဲ့ကျွန်တော်တို့ဒီကစားသမားတွေ trouser တို့မာတီနယ်လီတို့အားကိုးနေတော့လာမယ့်ရာသီမှာလည်း하겐နဲ့ဟင်နဲ့နဲ့ပဲဟိုပြိုင်ပွဲအထက်ဒီပြိုင်ပွဲအထက်ဖြစ်မှာဒီထက်အဆင့်မြင့်တဲ့ကစားသမားတွေခေါ်ဖို့တော့လိုအပ်တယ်အဒီနေ့ပွဲစဉ်မှာကြော်ကြိုက်ဆုံးကစားသမား၃ဦးရှိပါတယ်။နောက်ဗီဒီယိုမှာပြပြပြီးသွားမယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်တော့နိုင်ပွဲတစ်ခုပုံဖော်နိုင်ခဲ့တယ်။အာဆင်နယ်အတွက်ဒီ ပွဲစဉ်က90ဖြစ်စီရှုံးစီဖြစ်စီပြဿနာမဟုတ်ဘူးတေကြလို့လည်းရတယ်ဘာလို့လဲဆိုတော့အာဆင်နယ်ကအဆင့်နည်းနဲ့ချန်ပီယံလိဝင်ဝင်ရပြီးသားဒါပေမဲ့ကျွန်တော်တို့ဒီကလင်းရှစ်လိုချင်တာအကယ်၍ဒီပွဲစဉ်မှာကလင်းရှစ်ရပြီးတော့ Forest ကိုဒီမှာဒီပုံစံတိုင်းချဲစီကိုရှုံးသွားခဲ့မယ်ဆိုရင် Raya ဒီလွတ်လွတ်ကျွတ်ကျွတ်နဲ့ရွှေလေးစုရမှာအခုတော့ပူးတွဲပေါ့ဗျာဒါပေမဲ့တော်များပူးတွဲရလာပါရလာမင်းနေဆိုပေမဲ့ Raya ရွှေလေးစုရဆိုစကားတစ်ခုနဲ့လုံလောက်ပြီပေါ့ပူးတွဲပြီပြောစရာမလိုပါဘူးဘာလို့လဲဆိုတော့ရွှေလေးကတယောက်တစ်ခုစီပေးသွားပါပဲလေ အရှိမလဲတာတကားတွေပူရဲရတဲ့သူအများကြီးရှိအခုမှထူးဆန်းရမှာမဟုတ်အဲ့ဆိုရာယာကတော့ပူရဲဆိုရင်မတူတာကနှစ်နှစ်ဆက်ရွှေလိမ့်စုရတာဒါကအာဆီနိုသူရောက်လာပြီးနောက်ပိုင်းတည်းကအဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ဟိုထူးခြားချက်လေးတစ်ခုကတော့ဒီကလရိုက်ကကပရီလက်ပတ်နဲ့ဝင်ပြီးစော့ဝင်ရခဲ့တာဒါလေးကထူးခြားချက်ပဲဒါပေမဲ့ဒီကလရိုက်ကပရီလက်ပတ်ကြီးနဲ့စော့ဝင်ရတဲ့ပွဲမှာအရင်ကတော့ performance တိတ်ပြီးမထွက်ဘူးတလောက်ဒါကျွန်တော်တူးတဲ့အမြင်တော့ ကွင်းလယ်ပိုင်းမှာဆော့တာတွေရောပြီးတော့ပါတီအနေနဲ့ဒီ right back position မှာမကြခဏစီးပြီးဆော့နေတဲ့အပိုင်းတွေ့တယ်ဒါပေမဲ့ကျွန်တော်ပေါင်သား20လောက်ရရင်လက်လွတ်မယ်လို့ပြောထားခဲ့တဲ့ဇင်းချန်ကိုကတော်တော်လေးဟိုမှာကောင်းတာဘောလုံးဖြန်တာတွေရောပြန်ပက်ကဧရိယာထိတဲ့တီတက်ပြီး pressure ပေးတာတွေရောခံစစ်ဆော့တာတွေမျိုးကဇင်းချန်ကိုစီးကကျွန်တော်တို့အလက်ကြီးရှိသေးတယ်ရောင်းမယ်ဆိုတော့ဈေးကောင်းကောင်းရမှသာလက်လွတ်သင့်တယ်ထင်တယ်စကွက်ရလည်းအရင်မှထားရင်မမှားဘူး ဒီနေ့ပွဲစဉ်မှာတော့ပေးဆက်မှုကြီးမားသွားခဲ့တာကတော့အထူးသဖြင့်ပွဲစဉ်38ပွဲလုံးကတပြိုင်တည်းကန်သွားဆိုလေပေးဆက်မှုကြီးမားသွားခဲ့တာက Unai Emery ရဲ့ Aston Villa အသင်း Forest ကတော့ထုံးစံတိုင်းပဲသူ့မှာအများကြီးမျောလင်းစရာမရှိတော့ဘူးအဲ့တော့ Forest အနေနဲ့ Chelsea ကိုရှုံးသွားတော့ပြီးသွားပြီဒါပေမဲ့သူတို့အသင်းက Conference League ဝင်ဝင်ရတယ် Forest လိုမျိုးအသင်းတစ်သင်းအတွက်ဆိုရင်တော့ Champions League ဝင်ဝင်မှန်းနေဆိုပေမဲ့ Conference League ဆိုလည်းသူတို့အသင်းအတွက်ဆိုရင်ဒါဥရောပဝင်ဝင်တစ်ခုပဲလေဒါကတော့ဖြစ်တင်နေအရင်ဆိုတမ်းမစင်းရဖို့ရုန်းကန်နေတဲ့အသင်းတစ်သင်း ဲ့တော့နောက်တစ်သင်းကတော့ Aston Villa Unai Emery ကတော်တော်စိတ်ပြက်နေပါပဲ။ဘာလို့တရာသီလုံးယုံခဲ့ပြီးတော့မှအခုကျတော့မှ Villa အနေနဲ့ United ကိုရှုံးသွားခဲ့ပြီးတော့ Champion League ဝင်စား Europa League ဝင်ဝင်ပဲကစားကွင်းရခဲ့တယ်။ဒီမှာသူ့လို့သူ့လို့သွားတဲ့ Chelsea တို့ Newcastle တို့ Manchester City တို့ကတော့ Champion League ဝင်ရသွားခဲ့တယ်။တော်တော်များမျှော်လင့်တာပေါ့လေ။အကိမ်များနျူကာဆယ်ချန်ပီယံလိဝင်မြိုင်အီဆက်ကဘာညာဘာညာဆိုပြီးမျောလင်းကြတဲ့လူတွေလည်းတွေ့ပါတယ်။ဒါပေမဲ့နျူကာဆယ်တို့ကအရင်ဆုံးကအမှတ်စုဆုံးထားပြီးသားဆိုတော့ ဘသူတွေတားလဲနားလဲဆိုတာတွက်နေလို့မရတော့တရားတီလုံးကောင်းကောင်းအလုပ်လုပ်ခဲ့တဲ့လူတွေတော့ကပရီးမီးယားလိပွဲစဉ်38ကပြားရီဆန်းတော့လမ်းပဲဒါပေမဲ့တရားတီလုံးဆုတ်ဆုတ်ပြပြနေခဲ့တဲ့ဂယုမဆိုင်ခဲ့ပေပေတေတေနေခဲ့လူတွေတော့နောက်ဆုံးပရီးမီးယားလိ38အထိအသေးအံကန်ခဲ့ရလို့ပြောလို့ရတယ်ဒါကတော့ချန်ပီယံလိဝင်ဝင်ပေါ့လေလာမယ့်ရသီးတော့အာဆင်နယ်တင်းတို့နဲ့ဒေါင်းဒေါင်းမီကစားသမားတွေဝင်မရမယ်ဒီတိုင်းဆက်သွားရင်တော့အဆင်မပြေဘူးဆောက်တန်းလည်းလို့အသင်းမျိုးတော်မှာဘိုင်ယန်မြူးနစ်လိုမျိုးကန်နေရတဲ့ ဂုံမိုးခေါင်ရဲ့အသင်းတစ်သင်းဖြစ်ရှိနေခဲ့တယ်။အဲဆိုတော့အာဆင်နယ်တိုက်စစ်မှုနဲ့တိုက်စစ်တောင်မှာဝင်ရမယ်ဆိုတော့လည်းအန်ဒရီဗာရာတို့သိမှာပါ။ဒီပွဲစဉ်သူတို့လည်းလာကြည့်ပါရတယ်။ခရွန်ကီကိုလည်းကျွန်တော်တွေးလိုက်တဲ့နဲ့တူပါကြည့်ရတယ်။အဲဆိုတော့အဆုံးထိကြည့်ပြတော့လည်း အားလုံးကျေးဇူးတင်ပါတယ်ဒီစီဇန်လေးကိုဒီကဝင်ပြီးပတ်ဝန်းကျင်တဲ့ရှေ့ဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောင်း69 69 6သလုံး2ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် iPad ကိုကို Sport Internet နဲ့9သလုံးမိတူကစားမယ်ဆိုတော့အဲ့ဒီမှာဆော့လို့ရပါတယ်အကယ်၍အဲ့ဒီမှာဆော့ကျင်နေဆိုရင်တော့ဆော့တော့ကျွန်တော်ပြောထားတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ